United အသင်းအား ASEAN All Stars အသင်းကိုတကောကိုမရှိတဲ့အရေးနှိမ့်နဲ့ပွဲပြီးမှလောင်ပြောင်မှုတွေခံခဲ့ရပြီးတဲ့နောက်နီးပြောက်အမိုရင်ကအသင်းဟာလောင်ပြောင်ခံရတဲ့မှာလေလို့ပြောခဲ့ပါတယ်။အမိုရင်ကအသင်းရဲ့စွမ်းဆောင်ရည်အတွက်ကျွန်တော်ဟာအမြဲတမ်းအပြည့်ရှိတယ်လို့ခန်းစားရပါတယ်။ပရိသတ်တွေရဲ့လောင်ပြောင်မှုတွေဟာကျွန်တော်တို့လိုအပ်တဲ့အရာတစ်ခုလို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုရင် Premier League မှာကျွန်တော်တို့ရှုံးပွဲကြုံတွေ့တိုင်းသူတို့ဟာအမြဲတမ်းရှိနေလို့ပါ။ပရိသတ်တွေဟာအချိန်တိုင်းကျွန်တော်တို့နဲ့အတူရှိနေတယ်လို့ခန်းစားရပါတယ်။ဒီအလက်ကတော့စိတ်ပြက်စရာဖြစ်ပြီးကျွန်တော်တို့ပိုပြီးကောင်းအောင်လုပ်တင်ပါတယ်လို့ပြောခဲ့တာပါ။ ။ဆိုရတဲ့ယာဒီကိုဖျက်ဆီးခဲ့ရတဲ့ United အသင်းဟာ Premier League ပြိုင်ပွဲမှာအမှတ်ပေးစရာအဆင့်15နေရာနဲ့ယာဒီတိမ့်ပြီးနောက်တရက်အကြာမှာခြေစမ်းပွဲကစားဖို့အာရှကိုခီးထွက်လာခဲ့တာဖြစ်ပါတယ်။ United အသင်းဟာမေလ28ရက်ကမလေးရှားနိုင်ငံ Phuket Jali အားကစားကွင်မှာ ASEAN All Stars အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ရာတကောကူမရှိတဲ့အရေးနိုင်ခဲ့တာပါ။ ASEAN All Stars အသင်းအတွက်တလုံးနဲ့တော့ကိုကိုမြန်မာလက်ရွေးစင်ကစားသမားမမောင်လွင်ကတွင်ယူခဲ့တာဖြစ်ပါတယ်။ United တင်းရဲ့ဆိုးရွားတဲ့ဆွမ်းဆောင်ရည်ကြောင့်ပွဲပြီးမှပရိသတ်တွေဟာအသင်းကိုလောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါတယ်။ United အသင်းကလာမယ့်ရာသီမတိုင်မီအသင်းရဲ့လူစင်းကိုပို့ပြီးအင်အားကောင်းမွန်အောင်ဖြည့်တင်းမှုရှိနေပြီး Wolf အသင်းကျယ်ပွင်ကွန်ညာကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားပါတယ်။ United အသင်းဟာနောက်ထပ်ခြေစံပွဲအဖြစ်မေလ30ရက်မှာဟောင်ကောင်လက်ရွေးစင်အသင်းနဲ့ဟောင်ကောင်နိုင်ငံမှာခြေစံပွဲရှင်ပိုင်မှာဖြစ်ပါတယ်။